ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ငွေကြေးကြက်တဲ့ကင်းကြီးရယ်ကိုကိုကိုအရင်ပေးပါဆိုတဲ့အကောင်းဆုံးလေးနဲ့အဝေးများပေးချင်ပါတယ်အဲကျွန်တော်အရင်ဆုံးမေခွန်းလေးတစ်ခုပေးချင်တာပေါ့ကို့အနေနဲ့ဝင်ငွေတစ်ခုရလာပြီဆိုလို့ရှိရင်ဘသူအရင်ပေးလဲကျွန်တော်ထင်ပါတယ် အဲတော်တော်များများလည်းကျွန်တော်မေးဘူးတယ်ပေါ့နော်ဖြေကြတာတော့အဓိကအဖြစ်ဟိုလာစာရလာဘူးဟိုဝင်ရလာပြီဆိုရင်တချို့ဆိုမိဘတွေအရင်ပေးတယ်မိဘအပ်တယ်တချို့ဆိုလို့ရှိရင်အကျွေးပေးစရာရှိတာတွေပေးတယ်တချို့ဆိုရင်အသုံးစိတ်အတွက်ကျွန်တော်တို့ကပေးတာရှိတယ်တချို့ပေးစရာရှိတာတွေလုံးနေချိတတ်တာတွေပေးတယ်စသဖြင့်ပေါ့နော်တခြားပေးစရာရှိတာတွေအရင်ပေးတယ်ပေါ့ ဒါတော့ကျွန်တော်တို့ကိုယ့်ကိုယ်ကိုအရင်ပေးတာမဟုတ်လို့ပြောရမှာပေါ့လေငွေကြေးအချက်တဲကင်းဖို့နောက် financial freedom ကိုတိဆောက်ဖို့ဆိုရင်ဒါကိုယ့်ကိုယ်ကိုအရင်ပေးဖို့အရေးကြီးပါတယ်အဓိကတော့ကျွန်တော်တို့ကဒီ concept ကဘာလဲဆိုရင် minimum နှံမှုအရင်လုပ်ဖို့ပေါ့နော်ကိုယ့်ရဲ့အနာဂတ်အတွက်စုဆောင်းမှုနဲ့ minimum နှံမှုအရင်လုပ်ဖို့ဆိုတာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ကအကြမ်းများဖြင့် cash flow pattern လေးပုံလေးနဲ့ကျွန်တော်တို့ အဲ့ကြည့်လို့ရတယ်ဗောနိပုံလေးမှာကျွန်တော်တို့တစ်ချက်ကြည့်မယ်အဲ့တော့ပရမတ်ကော်လမ်မှာဆိုလို့ရှိရင်ကြတော့တခြားသူတွေတခြားຢာတွေအတွက်အရင်ပေးတာဗောနိဥမာကိုကဝင်ဝင်တစ်ခုရလာပြီဆိုရင်ကိုရဲ့အခြေခံသုံးစိတ်တွေမှာထားပါတော့အိမ်ငါးကားတွေရှိမယ်အစားအသောက်အတွက်ကုန်ကျစရိတ်တွေရှိမယ်ဒါမှမဟုတ်လည်းအခွင့်အရေးဆောင်တာရှိမယ်အစားအသောက်ကျွန်တော်တို့ကဒီလိုပေးစရာရှိတာတွေအရင်ပေးတယ်ဗောနာအဲ့ပြီးမှကိုရဲ့ saving တို့ investment တို့ကဒါဂျန်တဲ့ဟာလေးတွေပဲကျွန်တော်လုပ်ပြတယ်ဗောဒုတိယကော်လမ်ကပုံကတော့ဘာလဲဆိုလို့ရှိရင် မဝင်ငွေတစ်ခုရလာပြီဆိုရင်ကိုယ့်ကိုယ်ကိုအရင်ပေးတယ်ဆိုတာတော့ကိုယ့်ရဲ့ saving နဲ့ investment တွေကိုအရင်သူကအတုံးစီအချို့တစ်ခုထည့်လိုက်တယ်ပြီးမှကိုယ့်ရဲ့အခြေခံအတုံးစီတွေနောက်ပြီးရင်တောင်းဝန်တွေတော့သူကသုံးတယ်ပေါ့နော်အဲ့တော့ဒီနှစ်ခုမှာဆိုရင်ကျွန်တော်တို့ပထမတစ်ခုကတော့ဗာလဲဆိုရင်အဓိကအဖြစ်တော့အခြေခံလူတန်းစားတွေနောက် middle class တွေအများစုလုပ်တတ်တဲ့ပုံစံပေါ့ရလာတဲ့ဝင်ငွေကိုသူအရင်ဆုံးဒီသူ့ရဲ့အတုံးစီတွေပြီးရင်တောင်းဝန်တွေဖြည့်ရှင်းလိုက်တယ် ီးတော့မှကြံတဲ့ဟာအောင်မှကျွန်တော်တို့စုဆောင်ရင်းနှီးမြှုပ်နှံမှုထည့်တယ်တကယ်လို့မှတချို့မကြံဘူးဆိုလို့ရှိရင်လည်းကျွန်တော်စုဆောင်ရင်းနှီးမြှုပ်နှံမှုမလုပ်နိုင်ဘူးเนาะတချို့ဆိုရှိတယ်ကျွန်တော်တို့ကအဲငွေစုမယ်ငါတော့ဟောထားပါတော့တစ်နှစ်တွင်းမှာ၅နှစ်တွင်းမှာဘယ်လောက်ရအောင်စုမယ်ပါညာစသဖြင့်ပြောတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီ၃ရင်းခုနပေးစရာရှိတာပေးရင်နဲ့မစုပြတ်တာတွေကျွန်တော်ရှိတယ်ဘောเนาะတချို့ဆိုလို့ရှိရင်လည်း furniture freedom ဖြစ်ဖို့အတွက်အနာဂတ်ဒီကျွန်တော်တို့ပင်ဆင်ယူတဲ့အချိန်မှာအေးစေးနေရဖို့အတွက်ရင်းနှီးမြှုပ်နှံမှုလုပ်မယ် အဲ့ဒါလိုပဲပြောကြတယ်ဒါပေမဲ့တကယ်တကယ်ကျတော့ကိုယ့်ရဲ့ဒီအသုံးစိတ်တွေခုနပေးစရာရှိတာတွေပေးအကျွေးတွေပေးနေပဲအကျွေးတွေဆိုင်နေပဲကျွန်တော်တို့ကဒီထက်မှတန်တရားလဲပြီးတော့ အဲစတောင်းရင်းနေမျိုးနဲ့မလုတ်ပြကြတာရှိတယ်ပေါ့နော်ဒုတိယတမျိုးကြတော့သူကအဓိကတော့ချမ်းသာကြွယ်ဝတဲ့သူတွေလောက်တဲ့ပုံစံပေါ့သူတို့ကဒီငွေကြီးနဲ့ပတ်သက်လို့ knowledge တွေကြွယ်ဝကြတယ်ဒီဟာကိုလည်းလက်တွေ့ကျင့်သုံးကြရတာပေါ့နော်သူတို့ဝင်လို့တခုရလာပြီဆိုရင်အဲသူတို့ဝင်ဝင်နောက်ထပ်ဖန်တီးပေးနိုင်မယ့် access တခုခုမှသူတို့ရင်းနေမျိုးနဲ့လိုက်တယ်အဲသူတို့မှဒီအသုံးစိတ်တွေပေးရင်တောင်းလို့နေမရှိဘူးမရှိတယ်ဒါပေမဲ့စုစရာရှိတာရင်းနေစရာရှိတာကို အရင်လှုပ်တယ်ပြီးမှသူကသူ့ရဲ့အခြေခံသုံးစိတ်တွေပေးရန်တောင်းနေတယ်သူကသွားတယ်ပေါ့နော်အဲ့တော့ဒီနှစ်ခုကိုကျွန်တော်တို့ကကိုယ်ကပြနားလဲပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ငွေကြေးစီမှာခွန်ခွန်မှာတော်တော်လေးထိရောက်မှုရှိပါတယ်အများစုကတော့ဒီအတိုင်းမဟုတ်30%ရှိတာတွေပေးစရာရှိတာတွေပေးနေပဲတခြားသူတွေပေးနေပဲပေါ့နော်ကိုယ့်ရဲ့ဝင်ငွေရရရသုံးသုံးနေပဲကုန်နေတယ်တကယ်တကယ်ကျွန်တော်တို့ကဒီငွေကြေးဘုသူတော်ကောင်းကောင်းရှိတယ်ဒီ financial literacy ကိုနားလဲတယ်လို့ကြတော့ပေးစရာရှိရင်ကိုယ့်ကိုယ်အရင်ပေးတယ်တခြားသူတွေတခြား ပေးရန်ရှိတယ်ကြာနောက်မှာပေးတယ်ပေါ့နော်ဘဝမှာကျွန်တော်တို့ကိုနေခြင်းနဲ့ life time ကိုယ့်ရဲ့လိုအပ်ချက်တွေကိုဖြစ်ချင်တဲ့ဟာတွေအတွက်တော့ကျွန်တော်တို့ကဒီ30ရာရှိတာတွေတောင်းရတာပဲဒါပေမဲ့ကိုယ့်ရဲ့ဒီအနာဂတ်ငွေကြေးအခြေအနေအတွက်စိတ်ချဖို့ဆိုရင်တော့ကိုယ့်ကိုယ်ကိုအရင်ပေးဖို့လိုတယ်ဒါလည်းကျွန်တော်တို့ပြောစလောက်တော့မလွယ်တော့မလွယ်ဘူးဒါပေမဲ့ဒီခေတ်မှာဆိုကျွန်တော်တို့ပို့တည်တာလေအာငွေရှာတာကျွန်တော်တို့ခတ်လာတယ်နောက်အလောက်ကန်ရှိဖို့တော့မလွယ်တဲ့အခြေအနေမှာအချိန်ကအသုံးစိတ်ကံပြီးအောင်တော့ပါပဲမနေ့လုံနေရတဲ့အခြေအနေ ဒါတော့ရှိပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ကကိုယ့်ရဲ့အနာဂတ်မှာပိုတွစိတ်ချတဲ့ငွေကြေးကြော်ကငွေချခြင်းလဲဆိုရင်တော့ဒီ pay you are sub fast ခုတ်ကိုအရင်ပေးပါဆိုတဲ့ concept ကိုလက်တွေ့ကျင့်တော့လို့ပါတယ်အားလုံးကျေးဇူးတင်ပါတယ်